ကျွန်တော်ကိုယ်တိုင်နှင်းချက်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်ချက်လိုက်တဲ့ဒီဘာမဆိုပေါ့နော်အဲ့ဒီစားတဲ့သူကစားကောင်းတယ်အဲ့ဒီစားတဲ့အချိန်မှာပျော်နေတဲ့အပျော်ကိုအဲပျော်ရတယ်အဲ့လိုမျိုးကြောင့်မလို့အဲနှင်းချက်တာချက်ရင်ချက်ရင်ပို့ပြီးတော့ဘာလဲနားပါအာကိုကြိုက်တဲ့အစားတော့ကိုကိုယ်တိုင်ချက်ပြီးတော့အဲကိုချက်တဲ့ဟာကိုကိုချက်တဲ့သူတွေကိုကျွေးရတာပို့ပြီးတော့ဒီပြည့်နေဝါနာပါပဲကြိုက်တာ ိတ်တော့မရှိဘူးခင်ဗျာကျွန်တော်အကောင်းတာအကောင်းတာလေးလုပ်တယ်လို့ပဲပြောထားပါတယ်အဒီပုံမှာရန် serious ဒါလို့လို့တခုခုအကျိုးထူအောင်မယ်တခုခုပြန်ရမယ်ဆိုတဲ့စိတ်တော့မရှိဘူးခင်ဗျာအ လောက်လိုက်တဲ့သဘောပါပဲခင်ဗျာမင်းကြီးတွေပူကြိုက်တာများရယ်နော်ဆိုတော့ပုံမှန်ကျတော့ကျွန်တော်တငယ်ချင်းတွေစားပြတယ်များရယ်ပေါ့ပေါ့တွေကကြတော့လေအာတယောက်တည်းစားလို့ရှိရင်လည်းအရင်မစားနိုင်ဘူးအဲတကယ်ချင်းနေဆိုရင်တော့အဲ့လိုမျိုးစကားတွေပြောရင်းနဲ့ဟော့ပေါ့ဆိုတော့အဲ့လိုမျိုးစူးစူးစီစားလို့ရှိရင်တော့ပိုပြီးတော့အရသာရှိတဲ့အတွက်ကြောင့်မလို့စားပြပါတယ်ကျွန်တော်စိုင်ဖွင့်ကောင်းဟုတ်တယ်နောက်ခေါ်ပါမယ်အဓိကအဲ့လိုမျိုးအဲတခုခုလှုပ်ချေဖို့ကအကောင်းဆုံးအားမှာပြောရလို့ရှိရင်တော့ နေရာဘယ်လိုမျိုးဆိုတာအများကြီးလိုအပ်တယ်ဆိုတာလေတကယ်လဲကြွေးချင်ပါတယ်မီဒီယာအကူမအရတကယ်ပြောတာအကုန်လုံးလဲကျွန်တော်သိလို့ရှင်ရန်စားချင်တယ်တကယ်ပြောလဲပြောရပါတယ်အဲ့လိုမျိုးနော်ဟိုကျွန်တော်လက်ရအောင်စားချင်နေတယ်ဆိုတော့တနည်းဆိုင်ကြွေးပါမယ်နော်နော်နော်ကြွေးမှတ်ထားပါကျွန်တော်ကိုယ်တိုင်နှင်းချက်တက်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်ချက်လိုက်တဲ့ဒီဘာမဆိုပေါ့နော်အဲ့အစားတဲ့သူကစားကောင်းတယ်အဲ့ဒီစားတဲ့အချိန်မှာပျော်နေတဲ့အပျော်ကို ကျော်ရတယ်အဲ့လိုမျိုးကြောင့်မလို့အင်းချက်တာချက်ရင်ချက်ရင်ပို့ပြီးတော့ဘာလဲနားပါအာကိုချိုက်တဲ့အစားတော့ကိုကိုရိုင်းချက်ပြီးတော့အဲကိုချက်တဲ့ဟာကိုကိုချက်တဲ့သူတွေကိုကျွေးရတာပို့ပြီးတော့ဒီပြည့်ရနဝါနာပါပြီးတော့ကြိုက်လာတယ်။ကျွန်တော်ကားရလို့ရှိရွှေတဲ့ဟာဒီအနေမညာဒီကမောင်ကြီးစားဖို့တဲ့သူဆိုရင်တော့ဒီကျွန်တော်လည်း blog ကိုပြင်ထားရဆိုတော့သူတို့ဆိုရမ်းပြော်တယ်။ဆိုတော့ကောင်းလားမကောင်းလားတော့မသိပါဘူး။သူတို့ပြော်တယ်။ကောင်းတယ်လို့တော့ပြောတာပဲ။ ုလည်းတချို့ interview ဖြေထားရပြီလည်းရှိရပြီเนาะဆိုတော့ကောင်းတယ်လို့ပြောရမယ်။ထက်စားခြင်းလို့လားမသိဘူး။ကားရဲ့ဝင်လို့ရှိရင်တော့ကျွန်တော်ဥမာ CV ဝင်လို့ရှိရင်တော့ကျွန်တော်မပါတဲ့ရက်တွေဆိုရင်တော့အဲသူတို့တွေပဲရိုက်တဲ့ရက်တွေဆိုတော့ကျွန်တော်အိမ်မှာချက်ပြီးအဲ့လိုလုပ်ချင်ဖြစ်တယ်။အဲကျွန်တော်ပါတဲ့ရက်တွေဆိုရင်လည်းလုံလိုက်ရိုက်လိုက်ဆိုရင်အဆင်ပြေဆိုတော့အဲ့လိုမျိုးအခြေအနေပဲ။အော်ကျွန်တော်နောက်လာမှာ တော့ကျွန်တော်ရိုက်ဖို့အတွက်တော့ပြောထားတယ်။အာဘယ်လိုပုံစံဖြစ်မလဲတော့ကျွန်တော်အခုချိန်ကတော့မသိဘူး။ပြောထားတော့မရှိသေးဘူးပေါ့နော်။အဲဆိုတော့အဲကျွန်တော် ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုမျိုးစီးရီးတွေရောရုပ်ရှင်တွေရောအဲကျွန်တော်မလုံးနိုင်တဲ့ဟာတွေဆိုရင်လည်းပါပရိုဂျူဆာပေါ်မှာဒီပါတဲ့အကြာရပေါ်မှာအကျွန်တော်ကိုပေးရဲ့အဒီနေရာလေးကျွန်တော်ပေးတဲ့တာဝန်လေးကျွန်တော်အကောင်းဆုံးလုပ်နိုင်လို့ဆိုရင်တော့အကျွန်တော်လုပ်ဖြစ်တယ်ပေါ့။ အဲ့တော့ကျွန်တော်ကားရတော့နည်းနည်းတရားအနေနဲ့တူနေမှာကျွန်တော်စိတ်ပေါ်ဒီကျွန်တော်ဇက်တစ်ခုဖက်လိုက်လို့ရှိရင်တော့ဒါကတော့အဲကျွန်တော်အကောင်းဆုံးလုံးနိုင်တယ်ပရိသတ်အနေနဲ့လည်းကြည်လို့ရှိရင်တော့အာဘယ်လိုပြောမလဲအရင်ပုံစံနဲ့မတူဘူးပြောလို့ရှိရင်တော့အဲ character စမ်းနေပြီးလို့ရှိရင်ဒါကျွန်တော်အဲကျွန်တော်တန်မိုးထားတဲ့ဒီလူပညာကဘယ်လိုပြောမလဲကျွန်တော်အကောင်းဆုံးချပြနိုင်လို့ရှင်တော့အဲ့လောက်ပါပဲကျွန်တော်အဲ့လိုအရန်ကြီးများဟိုအမလို့ချင်ကြီးအမလို့ချင်လို့မရှိပါဘူးကျွန်တော်အကောင်းဆုံးမလုပ်ပြနိုင်ပါဘူးပဲစိတ်ပေါ်တာ ိုကိုလမ်းမားတဲ့ကိုအလုတ်ကဲတဲ့လူဒါကြတော့ဒါဒါကျွန်တော်တို့ဘက်ကနေကြောပြန်အားဆိုင်ရတဲ့ဟာပြန်ကြိုးစားရတဲ့ဟာပေါ့နော်။ဘာလို့ဆိုတော့အပေးယူမမြောက်ပါဆိုလို့ပေါ့နော်။ကျွန်တော်ဘက်ကဒါအမြဲတမ်းပြင်ဆင်ထားရတာပေါ့နော်။ဘာလို့ဆိုတော့ဒါကအရေးကြီး ာကျွန်တော်ကတက်လွယ်ကြတယ်တက်လွယ်ကြတယ်ပြီးတော့ကိုကိုတိုင်းလည်းအရင်တော့ဂျင်မစော့ရယ်ဆိုတော့ကိုကဝိတ်ဘလို့ချရမလဲဆိုတာလေနီးလန်းလေးရဲ့တည့်ရအတွက်ကြောင့်မလို့အာအလုပ်ပြန်စားတင်တဲ့အချိန်မှာ ဟုတ်ရှင်တော့ကိုအတေချာလေးတော့အခုဒါဒီကျွန်တော်တို့ international hotel wing မှာဖွင့်နေတဲ့ဒီ local hotel ဆိုင်ကိုအာဒီ media အနေနဲ့စင်ပရိသတ်တွေတွေ့လို့ရှင်နဲ့လာရောက်ပြီးတော့အမီးစမ်းကြဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်။ပြန်ပြီးလို့ရှင်တော့ဆိုင်မွေးပွဲအတွက်လည်းကျွန်တော် congratulation လုပ်ပါတယ်။နောက်ထပ်ဆိုင်ခွဲတွေအများကြီးအများကြီးထပ်ဖွင့်နိုင်ပါစေ။အာဒါပြီးလို့ရှင်တော့အာ now interview တွေကြာလို့ရှင်တော့ဒီအရသာရှိလို့ပြန်ပြောပါမယ်။ဒီနေ့ကကျွန်တော်ခြေလေးကြောင်းမှာစားအကြောင်းကျွန်တော်အရသာလည်းမပြောလိုက်ရအောင်နော်။ 没得啊！路，记住你的马尔克尼亚号。<music>